ီနေ့ကဥမြတာမွေးနေ့ပါဥမြတာရှိမေအောင်မယ်ဆိုရင်ဒီနေ့ဥမြတာအသက်82နှစ်ပြည့်မွေးနေ့လေးပေါ့ဥမြတာဆုံးတာ၄နှစ်နဲ့၃လရှိပြီမဲ့ကိုယ်စိတ်ထဲမှာတော့အခုချိန်ကြီးရှိနေသေးတယ်ဒီလိုခံစားရပြီးတော့ဥမြတာနဲ့ပတ်သက်တဲ့အရာမှန်သမျှကိုအမတ်တရားလုပ်ပေးဖြစ်တယ်ပေါ့ခံနေတယ်မှာပဲနောက်ပြောင်းသေးပါပဲကိုအရန်ရင်းနေတဲ့မိတ်ဆွေတွေဆိုအိမ်မက်ပေးတာရှိတယ်မလာလာကြပြီဆိုရင်သူတို့ကပေါက်ပေါက်ရလာ အိမ်ကိုပေါက်ချလာဟဲ့ဘာလာလောက်တာလဲလို့ပြောတော့အကူညာအိမ်မက်ပေးတယ်မင်းညမစီကိုသွားလိုက်အောင်လို့ပြောလို့ကျွန်တော်တို့လာတာဆိုအဲ့လိုမျိုးလေးတွေတော့ထူးထူးဆန်းဆန်းလေးတွေတော့ဖြစ်တယ်ဟုတ်ဆိုရင်ဟိုခကြီးတစ်ခါသွားပြီဆိုရင်ဟိုဘ ᱹ ဒူးကိုဘလို့ပြောလို့ပြောရမှန်းမသိဘူးအဲ့တော့ခုရှေ့မှာထိုင်နေအထိုင်ကတော့ကတော့ပြောလေပေါ့ဒါလေးအမတရားဦးမြတာအဲ့လိုပြောလိုက်တဲ့အတွက်ကြောင့်မဆိတ်တဲ့မှာဟိုနှွေးထွေးပြီးတော့လုံးဂျုံသွားတယ်လို့လေးခံစားရတယ်ဟုတ် ဒီနေ့ကဥမြတာမွေးနေ့ပါဥမြတာရှိမေအောင်မယ်ဆိုရင်ဒီနေ့ဥမြတာအသက်82နှစ်ပြည့်မွေးနေ့လေးပေါ့ဟုတ်အော်ပေါ့ဥမြတာဆုံးတာ၄နှစ်နဲ့၃လရှိပြီမဲ့ကိုယ်စိတ်ထဲမှာတော့ခုချိန်ကြီးရှိနေသေးတယ်လို့ခံစားရပြီးတော့ဥမြတာ ਨੇ ပတ်သက်တဲ့အရာမှန်သမျှကိုအမှတ်တရလုပ်ပေးဖြစ်တယ်ပေါ့ဟုတ် ဒီနေ့ဆိုလေဦးမေတ္တာမွေးနေ့အသက်82နှစ်ပြည့်မွေးနေ့လေးမှာမအလေးချိန်ကသွားလုပ်တဲ့အင်းလာရန်ကုန်တဘာဝလောကချစ်မြတ်နေသူများအဖွဲ့ကိုကြာစံချက်စတုတီတာဝေးတယ်။ညကျရင်ဒီလမ်းဘေးမှာရှိတဲ့တီလေးတွေကိုထမင်းလိုက်ကျွေးမယ်။အမတ်တရားနေ့တွေရောက်မယ်ဆိုဒီလိုမွေးနေ့ရောက်ခံနေပြီဆိုရင်မွေးနေ့မတိုင်မီတည်းဥပမာနိုဝင်ဘာ10ရက်နေ့ဆိုမတိုင်မီတည်းဥပမာဘာလေးလုပ်ပေးရမယ်ဟို surprise လေးပေါ့တခုခုလေးစီစဉ်ပေးမယ်အဲ့ဒါကိုကြိုပြီးတော့စဉ်းစားထားတယ်အခုလည်းသူမရှိပေမဲ့လည်း စဉ်းစားထားတယ်ပေါ့နော်အလိုလေးအလူလေးတွေလုတ်ပေးမယ်အဲ့လိုလေးဖြတ်တန်းပေးမယ်ပေါ့နော်အင်းလူကိုယ်တိုင်မရှိပေမဲ့လုတ်ပေးခဲ့တယ်ပေါ့နော်အဲ့အတွက်လည်းစိတ်မကောင်းအောင်လုတ်ပေးရတာဟုတ်သူနဲ့ပတ်သက်လို့အဲ့လိုအိမ်မက်ပေးတာတော့မရှိဘူးပေါ့နော်ဒါပေမဲ့မစိတ်ထဲမှာတော့ဒါဥမြတာရှိနေတယ်ဘာလေးတစ်ခုခုပေါ့ဟိုခကြီးလေးသွားတာပဲဖြစ်ဖြစ်တနေရာသွားတာပဲဖြစ်ဖြစ်ဒီရှိတဲ့ဓာတ်ပုံလေးကိုပြောသွားတယ်ပေါ့နော်နောက်တခုရှိတာကဟိုဥမြတာနဲ့ပတ်သက်တဲ့ဟိုအရန်ရင်းနေတဲ့မိတ်ဆွေတွေဆိုအိမ်မက်ပေးတာရှိတယ်မလာလာကြပြီဆိုရင်သူကပေါက်ပေါက်ရလာ အိမ်ပေါက်ချလာဟဲ့ဘာလာလောက်တာလဲလို့ပြောတော့အကူညာအိမ်မက်ပေးတယ်မင်းညမစီကိုသွားလိုက်အောင်လို့ပြောလို့ကျွန်တော်တို့လာတာဆိုအဲ့လိုမျိုးလေးတွေကခဏခဏကြုံတယ်မစုံနာကြတဲ့လူတွေပေါ့နော်အဲ့လူတွေကိုဟိုအိမ်မက်သွားပေးတဲ့သဘောပေါ့နော်အိမ်မက်ပေးပြီးတော့သူတို့တွေကအမောက်လာလာတွေ့ကြတယ်သူတို့နဲ့လည်းတကယ်လည်းမတွေ့တာတော်တော်ကြာပြီတော်တော်ကြာပြီဆိုတော့ကျွန်တော်အိမ်မက်ပေးလို့မင်းညမကိုသွားတွေ့လိုက်အောင်မင်းညမအမောက်ကိုသွားတွေ့လိုက်အောင်ဆိုလို့ကျွန်တော်တို့လာတွေ့တာပါဆိုအဲ့လိုမျိုးလေးတွေတော့ထူးထူးဆန်းဆန်းလေးတွေတော့ဖြစ်တယ်ခံရတယ်မပဲ ငါပြောင်းသေးပါပဲအေးပေါ့အဲ့လိုတော့ဖြစ်မိတယ်ဦးတကူကူဆိုမီးကိုပြောလေအဲ့လိုကြတော့လေသူဘာမှမပြောဘူးအတကူကူဖြစ်ချင်တာဖြစ်ရင်တကူကစိတ်ထဲမှာရှင်ဦးမြတ်ဒီဓာတ်ပုံရှင်မှာငုံလိုက်တယ်ဖေလိုရောအကိုလိုကမအိမ်နာစကြရတယ်ကဦးမြတာပဲမဆူဆုံးမလာပါတော့အခုဆိုရင်ဟိုဘယ်လိုလဲမိတ်ဆွေပေါင်းသင်းနေနဲ့ဆက်ဆန္ဒအစအရင်တော့ဆိုမအဲ့လိုမျိုးတိတ်ပြီးတော့ပေါင်းသင်းတိတ်ဆက်ဆန္ဒတွေပါတိတ်မရှိဘူးပေါ့နော်အကုန်လုံးသူတင်ပေးခဲ့တာပေါ့နော် ခုဆိုရင်လူမရှိတော့မှလူတယောက်မရှိတော့မှလူတယောက်ရဲ့တန်ဖိုးသိတယ်လို့ပေါ့ဥမြတာမရှိတော့မှဥမြတာတင်ပေးခဲ့တဲ့ဟိုစကားလေးတွေစုဆုံးမှတဲ့စကားလေးတွေကတန်ဖိုးရှိမှန်းသိတယ်အရင်တော့အဆုံးအမြတာရှိတယ်မခီးသွားတော့ဝါသနာပါတဲ့အတွက်ကြောင့်အမြတာရှိလဲမခီးသွားတယ်။သွားရင်ဥရေဘဲဘဲသွားမယ်ဆိုသူ့ကိုကြော့ပါလေ။ကြော့ပါဆိုသူကစုတွေပါလေပေးတယ်။အခုကြတော့ဘလို့ဖြစ်သွားဆိုတော့အမေရရှိတယ်။ အမေကလည်းဟိုလှမ်းပြီးတော့ကြောက်ရတယ်ဆိုအမေကလည်းစုပေးတယ်။ဦးမြတာနဲ့အမေနဲ့တလားနဲ့တရက်ပဲกว่าတယ်။မမေနဲ့စုံတာလေ။အဲ့တော့အခုဆိုရင်ဟိုခကြီးတစ်ခါသွားပြီဆိုရင်ဟိုဘ ᱹ ဒုကိုဘလို့ပြောလို့ပြောရမှန်းမသိဘူး။အဲ့တော့ခုရှိမှထိုင်နေအထိုင်ကြောက်ကြောက်ပြီးပြောတယ်ပေါ့။ဒါလေးအမတရား။ဦးမြတာအဲ့လိုပြောလိုက်တဲ့အတွက်ကြောင့်မစိတ်ထဲမှာဟိုနှွေးထွေးပြီးတော့လုံးချုံသွားတယ်လို့လေခံစားရတယ်ဟုတ်။ခါရကြရင်လေတကယ်အံ့ဩဖို့ကောင်းတာအဲ့လိုအနေနဲ့တခုခုပေါ့အစင်မပြေတာလေးတခုခုကြုံလာရင်ဥယေဒါကတော့အစင်မပြေတော့ဘူးဆို သူဆင်ပြေသွားတယ်။ကုညီမဲ့သူပေါ်လာတယ်ပေါ့နော်။အဲ့လိုလေးပေါ့။အဲ့လိုလေးတွေခဏခဏဖြစ်တော့မစိတ်ထဲမှာဒါဥမြတာမဟုတ်ဆောက်ရှောက်နေတယ်ပေါ့။အဲ့လိုလေးစိတ်ထဲမှာထင်ထားတယ်။ဟုတ်။ဒီ92နှစ်ပြည့်မွေးနေ့လူလေးမှာနှစ်စဉ်လူနေကြတိုင်းအလှူလေးတွေလုပ်ပေးတယ်အဲ့ဒီတွက်ဥမြတာမြင့်မြတ်တဲ့ဘုံဘွားနေပြီးတော့ဂျင်းနဲ့နေမယ်လို့ထင်ပါတယ်ဥမြတာရဲ့အမတ်တရားနေ့ရက်တိုင်းမှာလို့လေအမအသက်ရှင်နေတွေ့လုပ်ပေးနေမှာပါဟုတ်